ရန်ကုန်မှာအကင်ဆိုင်တွေအများကြီးရှိတဲ့ထဲကမှတဆင်ချင်းအသားအထိအရသာစိတ်ဝင်နေအောင်ကင်ထားပြီးမိတွေးကင်တိုင်းလေးမှွေးနေတဲ့ဒီလိုအကင်ဆောင်တွေအပြင်ထုံထုံဆက်ဆက်မာလာငါးကိုခယူးချက်မာလာဝဲအုံးနောက်စတဲ့ဟင်းပွဲတွေပါရတဲ့ဆရာဆန်လန်းကထိုင်းလို့ကောင်းတဲ့ဆိုင်လို့ခေါ်တော့မှာပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ကတော့အကင်တွေစားမယ်ဘီယာလေးတောင်းရင်ချေးချင်တာမို့လို့ဆရာဆန်လမ်းမမှာရှိတဲ့1 on 1ဘာဘီကျိုးကိုကျွန်တော်လာပဲဖြစ်ပါတယ်ဒီဆိုင်လေးတော့ကျွန်တော်တို့ဒါဟိုဘက်ကကဘာရေးအာပလဲကုန်တဘက်ကလာမယ်ဆိုပုံနည်းရပါတော့ဒီဘက်ချမ်းမှာဆိုရင်ကျွန်တော်တို့ဒါရွှေပြည်စုံနဲ့ဘိုင်းကေကေကိုရှိပါတယ်အဲအထဲတောင်းအောင်နော် တကယ်ဆိုင်ရကျွန်တော်တို့ကအပြင်အောက်တော့အေးရောက်မှလည်းထိုင်လို့ရရပါတော့နော်အဲ့ဟိုဘက်မှာအကင်လေးရှိပါတယ်အကင်လေးသွားရအောင် ့အကင်အတွက်ဆိုရင်လည်းကြက်ဝက်အမဲကလီစာပင်လေစာအစုံလေးဟိုမှာရွေးချယ်စရာအမျိုးပေါင်း60ကျော်လောက်တိရှိရပါတော့ဇင်းသုံးရဆိုရင်လည်းသူက900ကျက်လောက်ကနေစပြီးရှိရဖြစ်တဲ့ကြောင်းမစိုးလို့ပြောလို့ရပါတော့လူကြိုက်များကကျတော့အမဲရောလို့ပြီးတော့အရသာနှစ်ထားတဲ့သုံးသက်သားလို့ပြီးတော့ငါးကင်တော့လူကြိုက်များရပါတော့အဲ့ဒါလေးတော့ကျွန်တော်မပါမဖြစ်စားပါပါမယ်ဒီမှာကျတော့အကင်နေပြင်မာလာနဲ့ပတ်သက်တဲ့ဟင်းပွဲလေးလည်းစုံစုံလေးရှိရပါတော့ဒီကတော့ခယူးကျက်တို့မာလာကျက်ချက်တော့မာလာဟင်းမလာဝအောင်တော့အေးပြီမှာကျွန်တော်တို့ကမလာ၅ဦးလို့မလာ၅ဦးလို့ဆိုရင်ဒါကိုတငယ်ချင်းနဲ့တူတူ share လုပ်ပြီးလဲစားလို့ရပါတော့ဘီအားကြ ော့ Heineken နဲ့တိုက်ကြရပါအောင်အဲ့ဒါမှ CEO တာဝါရပါတယ်ဆိုင်ပြင်မဲ့အော်တိုလေးကတော့ညနေခင်းနဲ့ညဘက်တေးဆိုရင်ပို့ပြီးတော့ထိုင်လို့ကောင်းတယ်ဆိုင်အတွင်းပိုင်းမှာကတော့ Aircon AA နဲ့အပြင်စင်လေးကလည်းလင်းထင်းပြီးတော့ဓာတ်ဖမ်းလို့ကောင်းတဲ့နေရာလေးလည်းအများကြီးပေါ့နော်အပေါ်တက်မှာကတော့ Cafe Vibe ပုံစံလေးနဲ့မဟုတ်လို့ပို့ပြီးတော့ AC ဖြစ်တယ် VIP Room တက်ကလည်းစားပစ်ချချက်ထပ်ပေးစရာမလိုတော့မွေးနေနဲ့ Gathering ပွဲလုပ်မယ်ဆိုရင်လည်းတည်တံ့လို့လို့ရပေါ့နော်တော့ကျွန်တော်မှာထားလေးရပါပြီအဒီကတော့ Design မှာ Signature လေးဖြစ်ပြီးတော့လူကြိုက်လေးများတဲ့အကင်ဆုံးကျွန်တော်မှာထားတယ်ဒီမှာပါဟော share ပဲ family sharing လုပ်ပြီးစားလို့ရမယ်ကျွန်တော်ဒါမာလာငါးဝလဲကျွန်တော်မှာထားပါတယ်ပြီးတော့မှစိုင်းထဲမှာတခုချင်းမိတ်ဆက်ပြီးပါမှာပေါ့နော်အတီးရွက်တင်နဲ့မာလာဟင်းရင်နဲ့ပေါ့နော်ပူပူလောလောလေးမာလာငါးလေးအရင်ဆုံးကျွေးပါဗျာပူပူလောလောလေးရှိသေးတယ်ဟာမှုရင်းညာပဲငါအရင်ဆုံးကြော်ပြီးမှမာလာဟင်းရင်နဲ့ပြန်ရောထားတဲ့ပုံစံဆိုတော့မာလာရတာပြင်းပြင်းနဲ့တလုံးစုတလုံးထိမိနေရောပေါ့နော် အပေါ်ရန်ကလေစီများရဲ့လို့ထင်ရပေမဲ့သူ့ရဲ့မာလာအထုံဆက်ရတာတော်တော်လေးမိုက်ပါရဲ့ပြီးတော့ဒီလိုငါးတပွဲဆိုရင်ကိုမီတာဆိုရင်ဆို3လောက်4လောက်ကောင်းကောင်းလေးစားလို့ရပါတော့ပြီးတော့ဟင်းဝဲစင်းတုံးလေးဆိုရင်လည်းမင်ကျူထဲမှာတစ်ခါရေးပေးထားရပါတော့ရှီယားအဲ့ဒီကတော့မာလာဝအုံနောက်တွေပါမြန်မာနဲ့အရင်စားခြင်းတွေပါပြီ ဘောင်းနောက်ရဲ့ညဉ့်ညံ့မှုနဲ့မာလာရတိုင်ပေါင်းမှာလောကရှယ်ပဲမာလာရတာကြိုက်တယ်ဆိုတော့ဒါလို့မတ်စထရိုင်းပေါ့နော်ဒါတော့အမဲကြောလေးပါအကင်တွက်ဆော့အကြောကျွန်တော်ကမကြီးဆော့နဲ့ထိုင်းဆော့လေးပေးထားပါတော့ဒီဘက်ကကျွန်တော်ထိုင်းဆော့လေးနဲ့တို့ကြည့်ပါမယ်အကင်တွက်ဆိုရင်ကျွန်တော်ဒါသုံးတက်သားပြီးတော့ပဇွန်ဒီမှာကြာဆွဲအစာတို့ပြီးတော့ကျွန်တော်ပြည်ကြီးငါအေးပြင်ုံမှာဒီမှာအမဲကြောလေးလေကျွန်တော်မှာထားတယ် တုံးသက်သားလေးကကြတော့အပေါ်ရင်ချွတ်ချွတ်လေးနဲ့မှအထဲအသွင်းသားလေးကဝါရိုက်တာနဲ့ဣကနေဖြစ်သွားပါတော့။ဒါလေးကတော့မကြီးစော်လေးပါ။စော်လေးပါရေးတူပြီးဆိုင်အများကြီးတူပြီးဆိုင်ကြိုက်ပါရဲ့။ဒါကတော့ထိုင်းစော်ပါ။အကင်လေးရတဲ့တဆင်ချင်းကိုအရသာတခြားတုတ်ပြီးကင်မရဖြစ်တဲ့ကြောင်းစားတာတော်တော်လေးအရသာရှိရဲ့။အဲ့ဒီပြုံမှလေဒီစော်လေးကကြတော့ထိုင်းစော်မကြီးစော်လေးကအကင်နဲ့လိုက်ဖက်တယ်ပေါ့နော်။အကင်အတွက်အရသာဆိုရင်လေကိုကအဆက်လေးပဲကိုကိုစိတ်ကြိုက်လေးရွေးပြီးမှလို့ရပါတယ်။ ရက်တောင်ကမာလေးပါအကင်လေးတော်တော်ရတာရှိတယ်။တောင်းလျှောက်ကအကင်ရလည်းလူကြိုက်များပြီးတော့အမှားများဖြစ်တဲ့ကြောင်တခါလေကြရင်အဲ့လိုလက်မလျာမျိုးတွေရှိတတ်တယ်ပေါ့နော်။ဒါလေးရောက်ချက်ချောက်တုပ်လေးပါ။သူတခါလေအရသာကြီးနှက်ထားပြီးတာပေါ့နော်။စားလိုက်တာနဲ့အာဘယ်လိုမှဂရင်းရှင်းသွားရပေါ့နော်။ဒါတော့ပဲပြားလျှောက်တွေပေါ့နော်။ ခုကကျွန်တော်လာအမဲစာဖြည့်လေးစားပါမယ်ဒီမှာတော့သူကအသားအသွဲဆိုရင်လည်းဒီဘက်ကပေါ့နော်အသားရောအကျော်ရောတဲ့အပိုင်းလေးရယ်ပစိုးချမ်းပေါ့နော်အဲ့ဒီပြောင်ဒီဘက်အသေးလေးပါပါမယ်စာပြေဆော့ကလည်းကိုစိတ်ကြိုက်အချင်းဆက်ကိုလိုတလိုရောပြီးတော့စားလို့ရတယ်အသားလေးတွေကိုသူကกินထားတဲ့ပုံစံလေးဖြစ်တာကြောင့် နည်းနည်း66လေးနဲ့ဟိုမှာအနန်လေးကပွေးနေရပြီပေါ့နော်ပြီးတော့ဒီစာပြေဆော့လေးကကြတော့ပုံမှန်စင်ရတော့သူကဒီစိန့်ရှူရင်နဲ့ပြင်းတယ်ကျွန်တော်ကဒါဒီဘက်အချင်းရဲ့အဆက်ရဲ့ရောပြီးစားရဖြစ်တဲ့ကြောင့်ကျွန်တော်တို့ဒါစားနိုင်တဲ့အနေထားလေးဖြစ်သွားပါပေါ့နော်ကဲဘောကျွန်တော်ချက်ကင်ဆွဲပါမယ်မိသားစုရေတူတူစုပေါင်းပြီးစားမယ်ဆိုရင်ပို့ပြီးအဆင်ပြေပါတယ်

ခယူးကြိုက်တဲ့လူဆိုရင်တော့ခယူးလေးစိုးလိုက်ဗျာလေးတမောမောလိုက်နဲ့လုံးဝလိုက်ဖက်နေရောပေါ့နော်ဒီဘက်ကတော့တုံရဟင်းညူလေးပါဒီဆိုင်လေးမှာကြတော့မွေးနေ့ရှင်နဲ့မွေးနေ့လိုက်ကျင်းပတဲ့ခါကျရင်လေအချိန်မွေးအမြဲတမ်းကိုလက်ဆောင်လေးစီစဉ်ပေးပါရနော်ခန်းဒီဝတာစင်ကုန်းနဲ့လေးဆွဲပါမယ် ို့တက္ကသိုလ်ပေါ်လာတဲ့အတူတူ AC ဆိုင်ချေးမယ်အစားအသောက်ကောင်းနေစားကျင်နေဆိုရင်တော့ဒီ one on one barbecue ဆိုင်နဲ့လောကွက်တီပဲပေါ့နော်ကြောက်ကြောအချို့ကြီးပင်ဖိန်လေးမှာထားပါတယ် ဒါကျန်တာလေးတွေဆက်စားရင်လည်းဒီအရေးတောင်းနေချိန်လိုက်ပါအောင်မယ်ကျွန်တော်ဒီနေ့လာစားခဲ့တဲ့ဆိုင်လေးကတော့101 barbecue ဆိုတဲ့ဆိုင်လေးဖြစ်ပါတယ်ဒီဆိုင်လေးမှာကျတော့အစားတောက်လက်ရကောင်းတယ်လို့ဈေးနှုန်းလေးရတင့်တင့်ပြီးထိုင်လို့လည်းကောင်းတယ်ပေါ့နော်ဆိုင်လေးစားလေးကတော့အမှတ်26ဆရာဆန်လမ်းမပေါ့လဲကုန်တို့ဘက်ကဝင်လာမယ်ဆိုတော့ပို့ပြီးနေရပေါ့နော်ဆိုင်မွေးချိန်ပိတ်ချိန်လေးကတော့နေ့လယ်2နာရီကနေည7နာရီချိန်ပဲဖြစ်ပါတယ်ကျွန်တော်ဖြစ်လို့ကျွန်တော်ဒေါ်လာဆုံးသက်လိုက်ပါမယ်နောက်လည်းကျွန်တော်ဘယ်ဆိုင်လေးဘယ်နေရာလေးခေါ်မလဲဆိုတာဆက်သွားကြည့်ပါဦးပါ